ခူးခူးငွေ3တောင်ကျော်တင်းစီဖမ်းပြီလို့မန္တလေးခရိုင်တရားရုံးကလင်းနာကြီးချက်3930ပြည်ဘူးကိုမိန့်ချထားတဲ့ဥထွန်းနိုင်ဟာဝရန်ထုတ်ခံထားရပေမဲ့တနစ်ကျော်ကြာတဲ့အထိမဖမ်းမိသေးတဲ့အကြောင်းမြန်မာနိုင်ငံဂီတအစည်းအရုံးကဂျွန်၁၇နေ့မှာပြောဆိုခဲ့ပါတယ်။ခူးတဲ့သူမိအောင်ဘယ်သူမှမကူညီကြဘူးလား။တရားခံကိုမိန့်ချပြီးတဲ့နောက်မန္တလေးတိုင်းနယ်ဒိန်းတွေနဲ့ဆက်တွေ့လုပ်ကင်ခဲ့ကြပေမဲ့ဘယ်သူမှကူညီပေးချင်တဲ့မရှိလို့ဝမ်းနည်းမိတယ်လို့ဆိုလာသူကသာဆိုပါအစပိုင်းကကူညီကြပေမဲ့ နောက်ပိုင်းအလုပ်တွေများလို့ဘာမှမလုပ်ပေးနိုင်ကြတာကိုလည်းနားလည်တယ်လို့ဒါဟာဂေကြမူပိုင်ခွင့်ဆိုင်ရာအရေးကြီးမှုတစ်ခုဆိုတာကိုလည်းသိသိချင်တယ်လို့ပြောပါတယ် တရားခံမိတ်ဆက်ပြီးအခါမှာကိုရိုနာမြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့နော်ဒီတက်ဆိုင်ရမန်လေးတိုင်းကနေတဲ့အနေနဲ့ဆက်သွယ်ပြီးတော့လုပ်ပါရဲဒါမဲ့လည်းအဆင်အုံမပြေအောင်အဆင်အုံမပြေဘူးဆိုတာကိုရိုဘယ်သူမှကုညင်စဲတွေကိုမရှိဘူးဝင်းနေဖို့လည်းကောင်းတယ်ဂီတာသမားတွေပါကိုရိုသူသူစီကမှလည်းအမြတ်ကြီးစားယူမထားပါဘူးကိုတက်တဲ့ဂီတာပညာနဲ့ဝင်းစားရှာစားနေကြတဲ့ကျိုးသားစွာရှာနေတဲ့လူတွေကိုတကယ်ကိုမကူညီကြတာကိုသွားတွေ့ရအစပိုင်းကကုညင်နောက်ပိုင်းကျတော့ဖြည်းဖြည်းချင်းပေါ့နော်အီရောအီရောသူတို့မှလည်းသူတို့လုပ်တွေရှုပ်နေတယ်ဒါကလည်းအရေးကြီးတဲ့အလုပ်တစ်ခုဆိုတာလည်းသိစေချင်ပါဟုတ် ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးရှင်းချောက်ခံနေရတာတွေကိုလည်းကြောက်မိပေမဲ့အမှန်တရားတွေ့ရင်ဆိုင်နေကြတာလို့ဆိုပါတယ်။အဆူတော်တွေဟာတခြင်းမဲ့ဆူရင်ကြတာဖြစ်ပြီးသူများကိုဒုက္ခမရောက်စေချင်တယ်လို့မှုခင်းတွေလည်းယင်ဆိုင်ကျင်တာကြောင့်လာရောက်တွေးဆပေးဖို့တိုက်တွန်းခဲ့ပါတယ်။ဖပြင်းနေတဲ့ဥထွန်းနိုင်ရဲ့တင်းနေရာကိုတည်တင်းတလောက်တည်နေတာကြောင့်သက်ဆိုင်ရာမြို့နယ်အာဏာပိုင်တွေအားလုံးချိတ်ဆက်ပြီးဖမ်းပေးမှဖြစ်မယ်လို့ဦးမျိုးစွေကပြောပါတယ်။နင်နာကြီးပြန်ရရင်လေဒီတာစီယုံကဝန်ဆောင်ကကုန်ကြစိတ်သဘောမျိုးသာယူပြီး သက်ဆိုင်ရာစူလော်ရီကိုပြန်ခွဲဝေပြီးမှဖြစ်တယ်လို့ရှင်းပြပါတယ်။ဒီအမှုသောအမှုလာရေကသူကတိတ်ဆောင်နေတဲ့အတွက်သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ သူ့သူ့ဖန်ဆီးဖို့အတွက်ကျွန်တော်တို့စ조사တဲ့နေရာမှာသူဟာတိန့်ဆောင်နေတာကိုသူတိန့်ဆောင်တဲ့နေရာတချို့နဲ့သူရှိတဲ့နေရာတွေကိုသိရှိပြီမဲ့လဲသက်ဆိုင်ရာဒီအာဏာပိုင်ဖွဲ့စည်းနေတဲ့ participate လုပ်တဲ့ဟာအားနည်းနေတာလေးကိုဒီနေ့မီဒီယာတွေကိုဖတ်ပြတင်မဖြစ်ပါဘူးဒီအခွေတွေမှာအဆိုတော် list တွေပါပါတယ် elvan name တွေပါပါတယ်ဒီဟာမှာအချိုးကျပြန်လဲတွက်ချက်ပြီးတော့ဒီတာစီယုံရဲ့ဝင်ဆောင် ောင်မှု service piece ထိုက်တင်းတော့ယူပြီးတော့ဒီ CEC ဆုံးဖြတ်ချက်နဲ့ပြန်သုံးပါလို့ဖြစ်ပါတယ်။ပြန်ခွဲဝေပြန်မှာဖြစ်တယ်။ဝရန်ထုတ်ခံထားရတဲ့ဥထုံးနိုင်ရဲ့တင်းရှောင်းနိုင်တဲ့နေရာပိုင်ဆိုင်မှုနဲ့လုပ်ငန်းတွေကိုစုံစမ်းနေခါမန္တလေးလမ်းလေးစင်မှာကြောက်ပွဲစားဆွေရော်ကြီးကောင်းဝင်းမှာ7ကနေကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ကင်နေတဲ့အကြောင်းသိရတယ်လို့လည်းပြောပါတယ်။